ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะအဲ့တော့ကြတော့ဟိုကျွန်တော်တို့ကเนาะနိုင်ငံရဲ့လူမျိုးကိုအေးချမ်းစေချင်တာเนาะကျွန်တော်အနေနဲ့တခုလေးတယောက်တည်းကတော့ဖြစ်လာတဲ့ပြဿနာဆိုကျွန်တော်အကုန်ရင်ဆိုင်ပါပဲเนาะကျွန်တော်ကအဲ့ကြောင့်မို့ကျွန်တော်စိတ်ဆင်းရဲလားလို့မေးရင်လည်းကျွန်တော်စိတ်မဆင်းရဲဘူးဘာမှလည်းဆင်းရဲစရာအကြောင်းလည်းမရှိဘူးเนาะကျွန်တော်မှဒီအိုက်တဲ့စိတ်ဆင်းရဲစရာအများကြီးရှိတယ်เนาะအဲ့တော့ကြတော့တိတ်ပြီးတော့ဟိုမှာပြောနောက်တော့လူတွေကနောက်ပိုင်းကျွန်တော် ။အိုလို့ပေါ့။ကျွန်တော်ကအရင်တည်းကပတ်စံရှိတာနော်ကျွန်တော်အဲ့လိုပြောရင်လည်းမကောင်းလို့ခဏခဏအဲ့တော့ကျွန်တော်အဲ့လိုအလူခံတယ်လို့ဒီလုပ်တွေလုံးမှပတ်စံရှိလာတယ်ဆိုတော့ကျွန်တော်စဉ်းစားတာကျွန်တော်အလူခံတဲ့ပုံရှိလားလို့ကျွန်တော်မေးကြည့်တော့လေတယောက်မှလည်းမပြောနိုင်ကျွန်တော်အလူခံတဲ့ပုံရှိရင်တော့ကျွန်တော်တက်မတော်ပါပဲဖြစ်ဖြစ်ရဲတက်ဘွယ်ဝင်ရပဲဖြစ်ဖြစ်တကာတဲ့ဖန်စီပြီးထောင်းလာထားပါလိုက် အလူခံခဲ့တဲ့ post တခုတွေ့လို့ရှိရင်ဖန်စီပြီးထောင်တာချလိုက်နော် post တခုတွေ့ထောင်တာချလိုက်နော်အဲကျွန်တော်ငွေနဲ့မဟုတ်ပါဘူးလို့ပါလို့ကျွန်တော်ကျွန်တော်ပြောခဲ့တယ်အရင်တော့ကျွန်တော်တခါတလေကြရင်ပစံ350ဆိုပြီးလူတဲ့အကူကြီးတွေရှိတယ်နော်ခင်မကြီး70ပါးထဲမှာပါတယ်အဲ့ဒီအကူကြီးတွေတိတယ်နော်အဲ့ဒီအကူကြီးတွေကပဲလိုအပ်တယ်ဆိုသူတို့ပဲလုပ်ပေးတာသူတို့ကကျွန်တော်ရဲ့ပုံစံမူရင်းကိုကြည့်ပြီးတော့ ဘယ်ပြဘယ်ပြပါမလဲဟုတ်တယ်မလားကျွန်တော်ဘာတွေလုပ်နေလဲဆိုတာတိတာပေါ့ဒါပေမဲ့ဟိုပါရှင်းပြတာလည်းမဟုတ်ပါဘူးဒါလူတွေဆိုတာကပြောပါများလာရင်အမားကိုအမှန်ထင်သွားတယ်လို့ပါเนาะအမားကိုအမှန်ထင်သွားတယ်လို့ပြောပါများလာရင်အမားကိုအမှန်ထင်သွားတတ်တယ်အမှန်ထင်သွားတတ်တဲ့အတက်အခုဆိုရင်လူကြီးတွေကလည်းသူတို့ကတော့တိတယ်ပေါ့ကျွန်တော်ဟိုအဲ့လိုမျိုးပေါ့အဲကိုဘကို AC ပဲကိုလို့ကိုကိုလို့ပါเนาะ ဖြစ်လာရင်အားလုံးဝင်းရံပြီးတော့ဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းရမှာပေါ့ဟုတ်တယ်မလားဟိုလက်ဘူးလက်ကြလက်တွေကြကြဟိုဥစ္စာတွေမှာမဟုတ်တာအဲ့ဒီအခုလို့တင်လာတာတွေကလည်းအဲ့ဒါအရင်တုန်းကကြာခဲ့ပြီကြာခဲ့ပြီကြာခဲ့ပြီအခုချိန်မှာမှအဲကျွန်တော်ပြန်ပြီးတော့ဟောဖြစ်တာဒါမဲ့အဲကျွန်တော်ကကျွန်တော်စိတ်ထဲမှာဘာမှမထားဘူးကျွန်တော်ညီကိုလေးလိုပဲခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့တလန်းနဲ့တကီးတဲ့အတူတူသွားနေကြတာလေတခါတလန်းနဲ့တကီးတဲ့အတူတူသွားနေကြတဲ့အတွက်တနေ့ကြာရင်တိုင်းပြည်ဒီတက်မလို့လေငြိမ်းချမ်းသွားတယ်ကျွန်တော်တိုင်းပြည်ငြိမ်းချမ်းသွားတဲ့အချိန်ညာကျွန်တော်တို့ကပန်းနိုင်ကိုအတူတူရောက်မှာ အဲ့ဒီအချိန်ကျရင်ဘီယာတောင်းရင်ဘီယာချင်းခွတ်တက်ရမှာအရက်တောင်းရင်အရက်ချင်းခွတ်တက်ရမှာအဲ့ဒီအချိန်ကျရင်ဒီ2021ဖေဖော်ဝါရီလတရနေ့အခင်းချင်းပေါ့နော်သူများတွေကပြောတာအဒေါ်စုလက်ထက်တောင်းကဘယ်ရောက်နေလဲပါတယ်တဲ့ဟောအဒေါ်စုလက်ထက်ကပါမှကျွန်တော်ဒီလုပ်ကိုလုပ်ရမှာလားဥပမာတစ်ခုအဲ့တော့ကျတော့ဟိုဘယ်ချိန်တော့ကဘယ်ဘဲရောက်ရောက်အဓိကကအခုချိန်မှာအလုံးဝိုင်းဝန်းပူပေါင်းပြီးတော့လုပ်ဖို့လိုတာနော်အဲ့တော့ကျတော့ဒီတိုင်းပြည်ငြိမ်းချမ်းသွားလို့တက်မတော်ကြီးက မြန်မာနိုင်ငံနေရာအနှံ့အပြားမှာတော့အောင်မြင်မှုတွေနဲ့နိုင်ငံကိုကာကွယ်နိုင်တော့တဲ့တနေ့ကြလို့ရှိရင်အခုလိုမျိုးဖြစ်နေတဲ့ညီကိုတွေအားလုံးညီမတွေအားလုံးဟာအောင်မြင်မှုရတဲ့နေရာတစ်ခုမှာအတူတူပြန်ဆောင်လဲပြန်ဆောင်ခဲ့ကြလို့ရှိရင်တယောက်မျက်နှာတယောက်ချင်းပြီးပီတိဖြစ်ပြီးတော့မှခွက်တိုင်မယ်တောက်ကြမယ်စားကြမယ်တစ်ချိန်တော့ကျွန်တော် ပြောမဆိုမှရှိခဲ့တာတွေကျွန်တော်တောင်းပန်ပါတယ်ဟုတ်လားအာပြဿနာမရှိပါဘူးဟိုရတယ်အဲဟိုကျွန်တော်အနေနဲ့ပေါ့တော့ ဒါတစ်ချိန်လုံးကကျွန်တော်အကိုတို့ဘုံမှာအညီကိုညီမတွေအမတွေဘုံမှာကျွန်တော်တစ်ချိန်လုံးကမားခဲ့တာတွေဆိုရင် ကျွန်တော်တောင်းပန်ပါတယ်ဒီနေရာမှာနော်ကျွန်တော်တို့တွေအားလုံးအသွင်မတူတဲ့ဘက်ကဗမောင်းဆုံးရှူပောင်းဆုံးရှူတောင်းကနေအလုလုလာတဲ့ဥစ္စာကြီးကဒီနေ့ကျွန်တော်တို့အောင်မြင်သွားတဲ့နေရာကြီးတခုရောက်ရှိသွားပြီဖြစ်တဲ့အတွက်ဟလာအားအဲ့ဒါဟိုဘက်ကလည်းအားကိုယ်တော်ဘုံရံပြဿနာမရှိပါဘူးအားအကြိုင်ပြီးသွားမှာနော်အကြိုင်အကောင်းဆုံးမိတ်ဆွေတွေဖြစ်သွားမှာအဲ့ဒီအတွက်ကျွန်တော်ခံစားရပါဘူးခင်ဗျာဘာမှမဖြစ်ပါဘူးနော် အခုအခုကန်သားနေရတော့အရက်အရက်ဖြတ်တဲ့တန်းအရက်ဖြတ်တဲ့တန်းလူလိုက်ကိုေးကောင်းနေအောင်ခံနေရတာဒီရုပ်ကအဲ့ဒါမနေ့မနေ့ညတညလုံးမအိပ်အောင်မနေ့ချင်းနိုင်မှာအဲ့ဒါအိပ်စီးတလုံးတောက်ပြီးအိပ်တာတော့ပြန်နိုးလာလို့ပြန်နိုးလာလို့အဲ့လိုမျိုးအခုကန်သားနေရတာအရက်ဖြတ်လိုက်တဲ့တန်းအဲ့အရက်ဖြတ်တာကျေးဇူးတင်ရမှာအဲ့ကျွန်တော်အကူကြီးတယောက်ကတော့ကျွန်တော်ပြောဦးတယ်မင်းသမီးလေးမျက်နှာအောင်မကြည့်ပါတဲ့နော်မင်းသမီးလေးချစ်စရာလေးတဲ့ငါအိမ်လည်းရောက်ခဲ့ဘူးတဲ့နော်ကိုသာအဲ့တော့ကတော့ကျွန်တော်အသိ အရန်ရက်ကြိုက်တော့ဟိုနည်းနည်းဆုံးဖြတ်ရခန့်နေအဲ့အကိုရတဲ့အရက်ဖြတ်လို့တာပြတော့သူဟာကြီးပဲအရက်ပလိနေလက်ဆောင်ပေးပေးလိုက်တာပြောတယ်မင်းအရောက်တလုံး၄ရက်တော့ဆိုတော့ကျွန်တော်လက်တော့တာနောက်ပိုင်းကျတော့ကျွန်တော်ပုံမှန်အဲ့လိုမျိုးတွေရှိလာတာရယ်နောက်တော့အဲ့ကိုကြီးကိုချွေမျိုးဝင်းပေါ့နော်လူတော့မမြင်ဘူးပါဘူးအဆက်အသွယ်လည်းမရှိဘူးကျွန်တော်ကဒီလောကထဲမှာဘယ်သူနဲ့မှအဆက်အသွယ်မရှိဘူးအဆက်အသွယ်မရှိဘူးအဲ့ဟိုဒီလိုဒီလို channel တွေနဲ့ပတ်သက်ရင်ပေါ့နော် Telegram channel တွေမှာဆိုကျွန်တော်ကျွန်တော်မသုံးတဲ့အတွက်ဘယ်သူနဲ့မှအဆက်အသွယ်မရှိဘူးနောက်တော့ကိုချွေမျိုးဝင်းဆိုတာမဲလားပြူလားလဲနီလားတောင်လားကျွန်တော်လည်းမသိဘူး ဒါပေမဲ့ तू ကအဲ့လိုမျိုးတွေကျွန်တော်ကိုဒဲပေါ့နော်ဒဲဝေပန်ဒဲရေးတော့ကြိုက်တာပေါ့အဲ့ဒါကြတော့ तू ကအပြူသဘောဆောင်တာပေါ့ तू ကကြတော့ကိုရွှေမျိုးဝင်းကြတော့ तू ပြောသွားတာက तू ကအရင်ဆုံးအစိုးဆုံးပြောသွားတယ်ဇော်ပေါ်ရင်ဒီအဲတခါလေကြရင်အရေပလင်းပြရတယ်တခါကျရင်ဆဲတယ်တခါကျရင်ဘလူဘလူပေါ့ तू ဝေပန်သွားတယ်အဲနောက်မှအဲကျွန်တော်ကောင်းရကောင်းဝယ်တွေလှုပ်ထားတဲ့ဟာလေးတွေကို तू ရေးသွားတယ်အဲ့တော့လူဆိုတာကနှစ်ဖက်မျှပြီးတော့တွေးရမှာဟာ အဲကျွန်တော်ရဲ့စိုးကြောင်းနေပြီးတော့မရေးနဲ့ပေါ့ဗျာမဟုတ်လားကျွန်တော်လည်းဟိုလိုကျွန်တော်ကဒါဟိုဟာပြစ်လို့ပြောတာမဟုတ်ဘူးရေးမယ်ဆိုရင်လည်းကျွန်တော်ရဲ့ကောင်းကြောင်းလေးတွေလည်းအဲ့လို Telegram channel လေးတွေပါပြီးမှတင်ပေးပေါ့မဟုတ်ဘူးလားဟိုကျွန်တော်ရဲ့စိုးကြိုးတွေကြီးပဲအတင်းလိုက်ရေးနေတော့နည်းနည်းဟိုဟိုနည်းနည်းဟိုစာဖတ်တဲ့လူကြည့်တဲ့လူကကြတော့မြင်လာတွေ့လာရတော့ကြတော့ဟိုဘာဖြစ်လို့လဲဆိုတော့အောင်မြင်နေတဲ့လူတွေကဘောနော်ကျွန်တော်ကြောင်းနဲ့သူများပြောကြရဖြစ်မှာဆိုလို့ပါကျွန်တော်သူများပြောတာဘာမှမဖြစ်ပါဘူး အကိုတို့တွေအောင်မြင်နေတယ် Telegram channel တွေမှာအောင်မြင်နေတယ်เนาะကျွန်တော်နာမည်တော့တက်မပြောပါဘူးအကိုတို့တွေဒီစစ်ဘက်ကရတဲ့သတင်းချက်လက်ဒီလို့เนาะပြည်သူလူထုကိုဝမ်းသာအောင်အဲတင်ပြပေးနေတဲ့အပိုင်းတွေမှာအကိုတို့တွေအများကြီးအောင်မြင်နေခဲ့တယ်เนาะအဲတော့ကျွန်တော်ကြောင်းနေလေအကိုတို့ကျွန်တော်ကစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူးเนาะကျွန်တော်ကြောင်းနေအကိုတို့စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုရင်လေကျွန်တော်တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကအကိုတို့တော့တခါမှမကောင်းတဲ့စကားတစ်ခွန်းမှမပြောခဲ့ဘူးအကိုတို့အားလုံးပေါ့ အခုအကိုတို့အားလုံးဝိုင်းဝန်းရေးနေတဲ့လူတွေအားလုံးเนาะခုနောက်မှပေါ်လာတဲ့ဟိုအမျိုးသမီးတယောက်လဲမပြောဘူးပါဘူးเนาะမပြောဘူးအတူမှကျွန်တော်မပြောခဲ့ဘူးပါဘူးအဲ့ဒါကျွန်တော်ကျွန်တော်ကျွန်တော်အသက်နဲ့ချိန်ပြီးပြောရပါတယ်เนาะကျွန်တော်တို့လောက်ဆရာရှိရလို့လဲကျွန်တော်တို့ကိုကျော်စိုးဦးတို့เนาะဒီမပူဒူတို့ဒဇင်ဦးတို့နောက်တော့လူမှုရေးပရိုက်တာကိုမိုးစိတ်တို့ ਨੇ เนาะဟိုရှေးတန်းဆိုလဲရှေးတန်းအဲ့လိုမျိုးသွားပြီးတော့မှ လုံနေတာပါအကိုတို့ကျွန်တော်အပြစ်မမြင်ဘူးဘာမှမဖြစ်တာကျွန်တော်က နော်တွေ့နေတာပဲတွေ့နေတာပဲဘာမှဖြစ်စရာအကြောင်းမှမရှိတာကျွန်တော်ပြောပြပြီပဲမြန်မာနိုင်ငံတွေကဒီကိုတွေမှဒီတက်မလို့အားပေးဝန်းရံထောက်ခံပြီးတော့မှအလုပ်လုပ်နေကြတဲ့လူတွေပဲဒါပေမဲ့တကူတော့ရှိတာပေါ့ဗျာချူတောင်ပေါင်းစုံပေါ့မတူညီကြဘူးပေါ့အကိုရမတူညီကြတဲ့အတွက်အမားတွေဆိုတာရှိမှာပဲအကိုတို့လည်းအမားတွေရှိမှာပဲအကိုတို့လည်းဟိုလူပုရုဇဉ်လူသားတွေပဲလေအကိုတို့လည်းတွေးကြည့်ပေါ့နော်ငါရောအမှန်နေလားပေါ့ ငါရောအဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုမျိုးလေးတော့မြတ်မြတ်တတာပေါ့ဟိုကျွန်တော်ရေးမယ်ဆိုရင်ကျွန်တော်မကောင်းတာတွေကြီးပဲရေးရင်တော့ဟိုလူကြီးတွေကအကိုတို့ကိုကြည့်ပြီးတော့ဇော်ပေါင်းရင်ကောင်းတာတွေအောက်မှာတော့လုံနေတာတော့မတည်ဘူးလားအကိုတို့ချပြလို့မရတဲ့အရာတွေရှေ့တန်းမှာရှိပါသေးတယ်နော်အဲ့အရာတွေလူချင်းတွေ့ခဲ့လို့ရှိရင်တွေ့ခွင့်ရရင်ပြောခဲ့ပါအောင်နော်အဲ့အရာတွေကိုလူကြီးတွေသိပါတယ်ဗျနော်အချို့တော့ဒီရှေ့တန်းရောက်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်နေတဲ့တပ်မမှုအစင်တီသိပါတယ်နော်ဒါတော့ဆိုရင်လုံလောက်ပါပြီ နော်အဲ့တော့ပါပဲကျွန်တော်စိတ်စည်းရင်းလားလို့မေးစိတ်စည်းရဲဘူးဘာဖြစ်ဘူးယောက်ျားဘာဖြစ်မှာအဲ့တော့ကကိုတိုင်းမျိုးကိုနိုင်ငံကိုလူမျိုးတွေတောင်မှကိုတက်မတော့ဖွဲ့စည်းတဲ့တောင်မှလုတ်ပေးနေရတယ်ရပဲဒီလူမျိုးကတော့ဟိုဟိုပေါ့အမြင်မတူလို့မကြိုက်တဲ့အချက်ကလေးတွေကျွန်တော်ပြောတဲ့အထဲမှာပါသွားလို့ဒီလိုပဲပြောတယ်ပဲခံယူတယ်ကျွန်တော်ကြောက်ချရုပ်လေးလည်းမခံယူဘူးเนาะကျွန်တော်လည်းအဖို့ပါလာရင်တော့ကျွန်တော်လည်းဖြစ်ကြချင်းဖြစ်မှာပေါ့မဟုတ်လားအဲ့တော့ကျွန်တော်တို့က ဒီ PDF တွေဂျမ်းဘလန်နဲ့ကတောင်းကြသူ PDF တွေနော်ဒီ PDF တွေကတော်တော်ကိုရွာနေမှာဆိုရင်ဒီမှာနေတိုင်းသတင်းတင်လာရင်အဲ့ PDF မကောင်းတဲ့သတင်းတွေပဲပို့လာတော့တာ PDF ကဘလောက်ထိတောင်မှမကောင်းတဲ့ဆဲတွေနဲ့ရွာနီးကျုပ်ဆက်တွေအဲ့ရွာတွေထဲမှာဘလောက်တောင်မှပြန့်ပွားနေပြီလဲမသိဘူးနော်အဲ့တော့ကျတော့ကျွန်တော်ပြည်သူလူထုကိုရွာနေမှာရှိနေတဲ့ဒီ PDF ကိုလက်မခံတဲ့ပြည်သူလူထုကို ကျွန်တော်ပြောခြင်းတယ်ကိုစိုက်တဲ့စဘာကိုပြန်ရုပ်သိရိတ်သိမ်းရတယ်ဒါပေမဲ့ခနာတို့မရိတ်သိမ်းနိုင်ရင်မလုပ်ရမလားပူပေါင်းရမလားနော်အခုလိုသတင်းမျိုးတွေပေးရမလားနော်ရန်သူဝင်တော့မတွေ့တာနဲ့ညာလွင်းချက်ချင်းကျွန်တော်ဖုန်းနံပါတ်ဒီမှာ office ချက်တင်ထားပေးပြီးသားနော်နှလုံးလုံးတင်ထားပေးတာနော်ကျွန်တော်အိုင်နှလုံးကိုင်းနေအိုင်နှလုံးလုံးပိုင်ပါရှိတယ်တင်ထားပေးပြီးသားတန်းပြောလိုက်ရန်သူပဲနားလာနေပြီဆိုခင်ဗျအပိုင်းနေသီးလို့ကတော့អော်မလားဗျာဘာလို့អော်မှာလဲဟုတ်လားအော်တချို့ကျတော့ဘိုင်းနေမဟုတ်တော့ဘူး ရန်သူကဘယ်ရနေခြုံကိုတိုက်မှန်းမဲ့ဘလို့ကြောက်လာပြီလဲမသိကိုယ့်ရဲ့တက်မတော်သားတွေရွာသူရွာသားတွေအတိပေးတတိပေးလို့ရအောင်အနေအနေရီဖြစ်လာမှာကြောက်လို့အဲ့လိုပြောကြတော့အောက်ကတော့အရင်ပြောတယ်ပြောလို့မရရင်အပေါ်ကနေလိုင်းပေါ်ကနေအနေကင်းပေးရှင်းအောင်អော်ပေးလိုက်ဒီသဘောပဲအဲ့တော့ရွာသူရွာသားတွေကလည်းဝင်လာပြီဆိုရင်ဘိုင်လေးသိရင်ပြောလိုက်ဟုတ်လားနော်ဒီနေ့ဆိုရင်ကျွန်မအတိကြရတယ်ဒီမှာဩကျွန်တော်ဒီဖုန်းနဲ့ရောက်သွားပြီ နော်ကျော်အတိဟိုချင်းပြီကလေးဘက်မှာရတော့တော့ပို့လိုက်တော့ကြတော့ဝယ်တာမကောင်းဘူးလေတက်လို့မရအောင်စီယိုဝဲလုံနေတာအကြီးကြီးတွေအများကြီးပါစီယိုဝဲလုံနေတာကျွန်တော်ကဗိုက်ဘာဒီဖုန်းနဲ့မှဖြစ်နေလို့ရနော်စီယိုဝဲလုံနေတဲ့နေရာကြီးအတိကျပို့လာတာအဲ့ရပို့လာတာတကယ်တည်းတိကျတယ်ဒါပေမဲ့သူအားလေတိုင်းစင်းနေရရှေ့တန်းရောက်နေရဟာတွေလေ ဟိုတိတယ်လက်လမ်းမမီဘူးနဲ့ထင်ပါတယ်ဟိုလေရင်တက်လို့မရလို့လေလေရင်ကဒီနေ့မြန်မာတိုင်းနိုင်ငံလုံးတက်လို့ရတဲ့နေရာတော်တော်ရှားတယ်ဘာလို့လဲဆိုတော့ဒီနေ့တရက်နဲ့မနေ့ပြန်တရက်တပတ်ခါတရက်လောက်ရှိအောင်မလားမသိဘူးနော်အလွန်ဆုံးကတော့တပတ်ခါတရက်ပေါ့အဲဒါကြောင့်မို့လို့အဲ့တော့တရင်တိတိကျကျရရင်ဒီကတောသူတောင်သားညီကိုတွေကို ပြောချင်တာညီကိုတို့ဒီအတော်အမတွေအဖိုးအွားတွေပေါ့နော်ညီကိုတို့ညီမတွေတရင်တို့ရတဲ့ရန်သူတီရှိနေတဲ့နေရာကိုတိတိကျကျသိရင်ကြိုက်တဲ့အချိန်ဖုံးစက်လား ဒါမှမဟုတ်လည်း message ပို့ထားလိုက်နော်ကျွန်တော်ဖုန်းမကင်နိုင်ဘူးဆို message ပို့ထားလိုက်ကျွန်တော်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ပို့တင်ပို့လိုက်တဲ့နေအောင်ကျွန်တော်တို့ချက်ချင်းပို့ပေးမယ်အဲ့လိုပူပေါင်းမှရတော့မှာအဲ့လိုပူပေါင်းမှမပူပေါင်းရင်တောသူတောင်သားညီကောင်မောင်နှမတွေရဲ့အိမ်တွေမြေတွေအကုန်ပျက်စီးမယ်ငလျင်တဲ့ဆိုးမှတချို့နေရတယ်ဆိုနော်အဲ့လိုအချိန်မီပူပေါင်းပြီဆိုလို့ရှိရင်တိပြီဆိုရင်တက်ကတော့သူလဲသူ့မှာအားနေကြအားသာကြတော့ ဖြည့်ချင်းမီရှင်ပေါ်ဆောင်နိုင်ဖို့ဆိုတာကဟိုစစ်တိုက်တာမလွယ်ဘူးလေမလွယ်တော့သူတို့မှပြင်ဆင်ရတာလေအဲဟိုဒီလမ်းကိုလက်သွားတင်မသွားတင်နေရှင်းတင်မရှင်းတင်နေအောက်မှာပရိသာမိုင်းနေလက်လုံးမိုင်းနေဘုံနေထောင်ထားရင်အလကားနေကိုစစ်တီပေးဆိုင်ရမှာလည်းရှိသေးတယ်နော်အဲ့ဒါကြောင့်တော့မလောတော့မလောနဲ့ဒါပေမဲ့ကိုကကိုကဒီလူတွေကိုတစ်ချိန်လုံးကအကောင့်တင်ခဲ့တာလည်းရှိတယ်နော်အကောင့်တင်ခဲ့တယ် PDF တွေ အာပြန်ချတို့အာမဒီဆရာနာချင်းတို့လန်တို့အာတို့မေစုပါဖြစ်တယ်တို့ညာဖြစ်တယ်တို့အဲ့လိုပြောလိုက်တော့အဲ့လိုပြောခဲ့တဲ့ဓာန်တွေတော့အနည်းနဲ့အများတော့ခံစားရမှာပါကျင်းသေးပါတယ်အဲ့ဒါနော်အဲ့ဒါကြောင့်မလို့ဟိုစိတ်တော့မကောင်းဘူးစိတ်တော့မကောင်းတဲ့အထဲမှာကျွန်တော်တို့လည်းတက်နိုင်တဲ့ဘက်ကနေပြီးကိုလုံနိုင်တဲ့အစိတ်ပိုင်းရနေပြီဝိုင်းဝန်းပြီးတော့လှုပ်ဆောင်ပြီးလို့ရတာအဲ့ဒါကိုအပြစ်ပြောနေတာမဟုတ်ဘူးနောက်တစ်ချိန်မှာဒီစစ်ပွဲတွေညဉ့်ဉန်းသွားလို့ညဉ့်ဉန်းသွားတဲ့နေမြေတွေပေါ့ဗျာ နေမြေတွေဆိုရင်နောက်ဆိုလို့ရှိရင်ဓာတ်တွေကိုစင်ကြီးနှုံတရားနဲ့အသိဉာဏ်ပညာအုံနောက်နဲ့စင်ကြီးနိုင်အောင်လို့ပြောပေးတာနော်အပြစ်ပြောတာတော့မဟုတ်ဘူးတချိန်တော့သခိုင်းတိုင်းတိုင်းလို့မုံရွာဆိုဟုတ်လားဝင်မိုးနိုင်လို့ဟုတ်လားဟေးဟေးမုံရွာဆိုနံပါတ်1လောက်မှာရှိတယ်မြန်မာနိုင်ငံမှာဒီအုံစုဘူးအုံကြွထားကြထွားကြပလိုက်နော်အခုကြည့်လိုက်မနေ့တက်မတော်ပြန်ပြီးတော့ငင်းချမ်းအောင်ပြန်ပြီးတော့ထိန်းသိမ်းထားပြီးတော့အလူရှင်ပွဲတွေနော်လက်ကျွန်တော်တို့ဆိုအဲမြေချောင်းတွေသွား เนาะအခုမန္တလေးဆိုရင်ဒါတော်တော်ထိန်းထားတာမန္တလေးတစ်မြို့လုံးဆိုရင်ခင်ဗျာနီးချောင်းနေအခုနီးချောင်းကအစွန်းပိတ်တစ်ဖက်ပိတ်နီးချောင်းနဲ့ဇုံလုံးပိတ်နီးချောင်းနဲ့မတူဘူးဇုံလုံးပိတ်နီးချောင်းကအခုတိနေပြီဇုံလုံးပိတ်နီးချောင်းကသူကဟိုဘလို့လဲခြေစားခြင်းလို့လေခြေစားခြင်းလို့ဟိုခြေပုံပုံလေလိုက်ရှာနေတယ်လို့ပဲမျိုးလုံးစုံပိတ်ပြီးတော့ဆိုတာခြေနဲ့ပဲနားရရမှာလဲဆိုပြီးအဲအဲ့ဒါဇုံလုံးပိတ်အဲဇုံလုံးပိတ် PDF တွေနဲ့အဲဇုံလုံးပိတ်ညီပိတ်တွေ နော်အခွေးဆိုတော့သူကချီးစားကြတော့သူမျိုးလုံးစုံလုံးပိတ်ပြီးတော့ချီးနဲ့ပဲနားရအဲ့လိုလိုအဲတဖက်ဖက်ကကြတော့သူကတိသွားပြီမနေ့လေးမှာတဖက်ဖက်ကကြတော့ဟိုတလုံးကကျွန်တော်ရောက်သွားတာနော်ကျွန်တော်ညီတွေအများကြီးရှိတယ်နော်ဟာကိုကြီးလားအာရက်တော့မယ်လို့ဘာလို့ညာလို့အာတက်မလို့အားရတယ်ကိုကြီးအားဒီလားအလုပ်လားအလုပ်မြေမြေငင်းငင်းအောင်လုပ်ဆမ်းပါဗျာအဲတချို့ဆိုလေအင်ဂျင်နီယာတွေအဲတချို့ဆိုလေဒေါက်တာတွေပေါ့ဗျာထားပါတော့ ဟာအဲ့လိုမျိုးကျွန်တော်တို့အလုပ်အလုပ်ပဲအေးအေးချမ်းချမ်းလုပ်ချင်တော့တာဒီလိုကြီးဖြစ်လာမယ်မှကျွန်တော်တို့မသိလို့ဟမ်ဟာ PDF တွေပါကြောင့်ပြောဟာ UG တွေဝင်လာကျွန်တော်တို့တန်းဖုံးဆက်မှာကိုကြီးဟာအဲ့လိုမျိုးဖြစ်သွားတာမန္တလေးမှာမန္တလေးမှာအဲ့လိုနီဘိတ်အုံနောက်ရှိတဲ့နီဘိတ်ကတိသွားပြီဒီနိုင်ငံရေးအခင်းချင်းကိုလုံးဝတိသွားအဲ့ကြောင့်မလို့တို့တော်လိုင်းရေးမအောင်တော့တာတို့တော်လိုင်းမအောင်တော့ဘူးတို့ရိုးရဲမှာအလူခံခွက်ခေါက်လို့လည်းမရတော့ဘူးเนาะအလူခံပြီးတော့မှခွက်ခေါက်လို့လည်းမရတော့ဘူး သွားပြီသွားတင်းတော့သူတို့ကသွားပြီเนาะအဲ့တော့ကျွန်တော်လဲနေလို့မကောင်းခြင်းဘူးเนาะနေနေမကောင်းတာမဟုတ်ချောင်းဆိုးတော့စကားအရင်ပြောတော့ဟိုဟာဖြစ်လို့ပါเนาะဒီနေ့တော့ဒီလောက်ပါပဲမြမပြီးအမြန်ဆုံးချင်းချမ်းပါစေရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေနောက်တန်းကထမင်းဝိုင်းလေးကိုအမြန်ဆုံးပြန်လေရောက်ရှိနိုင်ပါစေလို့မေတ္တာကိုဆုတောင်းပေးလိုက်ပါတယ်